ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟာမတ်စ်ကဂါဇာငြိမ်းချမ်းရေးအဆိုပြုချက်ကိုပယ်ချမယ်ဆိုပါကအစ္စရေးကဟာမတ်စ်ကိုအပြီးတိုင်ချေမုန်းမယ်လို့ခေါင်းဆောင်နှစ်ဦးသဘောတူညီခဲ့ကြပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာစက်တဘာ29ရက်မှာဝန်ကြီးချုပ်ဗန်ဂျမင်နေတန်ယာဟုရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်။အေဗီရောမာထရမ့်ကနေတန်ယာဟုရဲ့အတူဖော်ထုတ်လိုက်တဲ့ဂါဇာငြိမ်းချမ်းရေးအဆိုပြုချက်ကိုဟာမတ်စ်ဘက်က ဆုံးဖြတ်ခြင်းမပြုသေးတာဖြစ်ပါတယ်။ဒါကြောင့်ဂါဇာစစ်ပွဲပြီးဆုံးရအတွက်အချက်၂၀ပါတဲ့အစီအမံရဲ့ကံကြမ္မာဟာမရေမရဖြစ်နေပါတယ်။အဆိုပြုချက်မှာ82နှစ်ရည်အတွင်းအပြည့်အခက်ရစေးရည်နဲ့ဟာမတ်စ်ကတစားကန်တွေ ပြန်လွှတ်ရင်ဟာမတ်စ်လက်နက်စုံရေးအစ္စရေးတပ်ဖွဲ့တွေဂါဇာကနေတဖြည်းဖြည်းဆုတ်ခွာရင်အိနောက်စစ်အပြီးအသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကဒေါ်နယ်ထရမ့်ဦးဆောင်ရေးတို့ပါဝင်ပါတယ်။ကျွန်တော်ရဲ့စီရီရီမန်းချက်တွေအောင်မြင်တဲ့ဂါဇာမှာစစ်ပွဲအဆုံးသတ်ဖို့ တမရကြီးရဲ့အစီအမံကိုကျွန်တော်ထောက်ခံပါတယ်လို့တမရထရမ့်နဲ့ပူရဲပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာနေတန်ယာဟုကပြောကြားခဲ့ပါတယ်။ဟာမတ်စ်ကတမရကြီးရဲ့အစီအမံကိုပယ်ချမယ်ဆိုရင် ဒါမှမဟုတ်သူတို့ကလက်ခံလိုက်ပြီးတော့နောက်ပိုင်းကျမှအဲ့ဒီအစီအမံကိုတံပြန်တာတွေအခြေခံကြကြလုံလာမယ်ဆိုရင်အစ္စရေးကိုယ်တိုင်ကအပြီးတိုင်ချိန်မုံသွားမှာဖြစ်ပါတယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။သဘောတူညီချက်ကိုဟာမတ်စ်ကလက်မခံမှာကဟာမတ်စ်ကိုချိန်မုံမဲ့အစ္စရေးကိုမိမိကအပြေးဝထောက်ခံမယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအရှိအလဲပိုင်းငြိမ်းချမ်းရေးဟာနှိစက်တာထက်ကျွန်လွန်သွားပြီလို့ထရမ့်ကပြောကြားခဲ့ပြီးဂါဇာငြိမ်းချမ်းရေးအစီအမံကိုကြေညာတာဟာလူမှုတိုးတက်ရေးမှာကြီးမြတ်တဲ့နေ့တစ်နေ့ဖြစ်တယ်လို့ဆိုပါတယ်။